ကဘာကျော်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ခန်းမကြီးကို စေးသုံးလို့မရတဲ့နောက်ွယ်ရအကြောင်းရင် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy အင်္ဂါနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရရှင် ဒီကနေ့မှာတော့တချိန်ကနမည်ကျော်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ကြီးရဲ့သမိုင်းတချို့နဲ့ထူးခြားစမ်းကြရဖြစ်ရတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့ရဲ့အထင်ကရနေရာများစွာတွေတဲ့ရန်ကုန်တက္ကသိုလ်ကြီးကလည်းတခုအပါဝင်ပဲဖြစ်ပါတယ်။ကျေတို့မိဘတွေရဲ့အလားပါတဲ့ပျော်ရွှင်စရာတက္ကသိုလ်ချောင်းသားလူငယ်ဘဝအချိန်တော်များကိုရန်ကုန်တက္ကသိုလ်ကြီးထဲမှာသာကုံဆုံးခဲ့ကြပါရဲ့ တငယ်ချင်းနေဆုံးကြတိုင်းတက္ကသိုလ်ကျောင်းသူကျောင်းသားဘဝကအမတ်တရားတွေကိုသတိတရားလွမ်းဆွရင်းနဲ့ပြောကြတဲ့စကားဝိုင်းတွေထဲမှာဆိုရင်လေရန်ကုန်တက္ကသိုလ်ကြီးကမပါမဖြစ်ပါပဲအာစီဆောင်စာကြည့်တိုက်တပုတ်ပင်ဂျက်ဆင်ချတ်နဲ့ပွေနေတပင်ခဲမတွေကကျောင်းသူကျောင်းသားတိုင်းရဲ့ခြေရာတွေထက်နေခဲ့ကြသလိုတဲ့ချင်းနေရုပ်ရှင်တွေကြပြာတွေစာရီတွေမှာတောင်းအဲ့ဒီနေရာတွေကတခုတ်တရားနဲ့အသားပေးပေါ်ပြခြင်းကိုခံနေရစေဖြစ်ပါတယ် တဆက်သေးမှာပဲရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းအဆအကိုပြောရမယ်ဆိုရင်တော့မြန်မာပြည်မှာ1888 89စတဲ့နှစ်ရန်ကုန်အစိုးရ high school မှာရန်ကုန်ကောလိပ်ကိုစတင်တည်ထောင်ခဲ့ပါတယ်။ရန်ကုန်ကောလိပ်နဲ့အပြိုင်ဂျက်ဆင်ကောလိပ်ကိုလည်းကုရှင်ကျောင်းမှာ1894ခုနှစ်မေလမှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ကုန်ကောလိပ်ကဂျက်ဆင်ကောလိပ်ပါကလကတာတက္ကသိုလ်လက်အောက်ခံနေဖြစ်ကြပါရယ်ဒီကောလိပ်နဲ့တက္ကသိုလ်တွေမှာတက်ရောက်တဲ့သူတွေကကလကတာတက္ကသိုလ်ကဘေးရဲပွဲကိုယူကြပါရယ်အဲ့ဒီအချိန်တုန်းကမြန်မာပြည်မှာ ပွဲနှင်းသဖြင့်ခမ်းမရလို့တည်တတ်မရှိသေးပါဘူး1920ပြည့်နှစ်ဒီဇင်ဘာလ1ရက်မှာတော့ပြည်သူတွေကန့်ကွက်နေတဲ့ကြားကနေရန်ကုန်တက္ကသိုလ်ဥပဒေကိုအတင်းအဓမ္မပြဋ္ဌာန်းအတည်ပြုပြီးတက္ကသိုလ်တည်ထောင်ဖို့ဖြစ်လာခဲ့ပါတယ်အဲဒီအချိန်မှာပဲအင်းရကန်နဲ့စော်ကြည်လန်အတွင်ပြည်လန်နဲ့အင်းရလန်ကြားမြေချင်း414.6ဧကရှိတဲ့မြေကိုအစိုးရမှတရားဝင်သိမ်းပိုက်ခဲ့ပါတယ် မြေပိုင်ရှင်ရွှေတဂုံဂောဘကလူကြီးဥပါကျော်ကမကျေနပ်လို့အစိုးရကိုတရားဆွဲခဲ့ပါတယ်။အစိုးရကဥပါကျော်ကိုရော်ကြီးငွေ၈သိန်းရော်ကြီးပေးပြီးတော့သာအမှုကိစ္စပြီးသွားခဲ့ပါတယ်။အခုဖွယ်နေတဲ့ပြင်ဆောက်ထားတဲ့နေရာမှာမူလရှိနေပြီဖြစ်တဲ့အင်းရရွာဟောင်းဖုံးတော်ကြီးကျောင်းလဲရွှေပေးကြရတဲ့အတွက်အခုလဲတန်းစိန်ကြီးမှာရှိတဲ့ အင်းရရွာသစ်ဖုန်ကြီးချောင်းတရှိရမြင်နေရကို အစားထားတာပဲဖြစ်ပါတယ်။အဲဒီအပြင်ရွှေပြောင်းစည်းကိုပါအစိုးရဘက်ကပေးခဲ့ရပါတယ်။မူလကအင်းလျားရွာဟောင်းဟာတိတ်ပန်ဆောင်တွေစာကြည့်တိုက်ဘကူတတ်ထုံဆောင်တွေစောက်ထားတဲ့နေရာတွေတဝိုက်မှာရွာတီနေထိုင်ကြတယ်။ရွာတီနေထိုင်တဲ့သူတွေကိုလည်းစံရည်ညီမာမြေနေရအစားပေးရတယ်။ရွှေပြောင်းစည်းလည်းအစိုးရပေးလိုက်ရတယ်။1920ပြည့်နှစ် ီဇင်ဘာလ၁ရက်မှာရန်ကုန်တက္ကသိုလ်ဥပဒေကိုပြဋ္ဌာန်းခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ကိုဒီဇင်ဘာလ၁ရက်မှာရန်ကုန်ကောလိပ်နဲ့ကျဆင်ကောလိပ်တို့ကိုပူးပေါင်းပြီးရန်ကုန်တက္ကသိုလ်အဖြစ်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။မြန်မာပြည်သူပြည်သားတွေ YNBA GCBA အစရှိတဲ့အသင်းအဖွဲ့တွေနိုင်ငံရေးသမားတွေဆရာတော်သမားတော်တွေသတင်းစာဆရာတွေကျောင်းသူကျောင်းသားတွေကတက္ကသိုလ်ဥပဒေကိုမကျိုက်လို့ကျောင်းသားအများစုကြီးဆန္ဒပြပြီးတော့သဘိမောက်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်းနေချက်အစိုးရဘက်ကလုံးဝအလျှော့မပေးခဲ့ပါဘူး။တက္ကသိုလ်အဓိပတိဒုတိယဘယင်ခံဆာရာဂျီနယ်ဂရက်တောက်ဒုတိယအဓိပတိဆာချယ်မော်ဂန်ဝက်ဂျာအိုဆီယာဂျီမက်ထရူဟန်တာရိုနဲ့တက္ကသိုလ်ကိုစတင်ပြီးတော့ဖွဲ့စည်းစေခဲ့ပါတယ်။ပထမအဦးဆုံးပွင့်နှင်းသဘင်ပွဲ1921ခုနှစ်နိုဝင်ဘာလ28ရက်မှာရန်ကုန်တက္ကသိုလ်တည်ထောင်အပြီးပထမဆုံးဖွင့်နှင်းသဘင်ပွဲကိုရန်ကုန်မြို့ဂျူဘလီဟောမှာကျင်းပခဲ့ပါတယ်။ Jubilee Hall ဆိုတာကတော့မြမလွတ်လပ်ရေးသမိုင်းကိုရေးကြပြောကြတဲ့အခါ Jubilee Hall မပါရင်မပြည့်စုံဘူးလို့တောင်ဆိုလို့ရပါတယ် Jubilee Hall ဆိုတာကတော့ ဦးဝိဇရလန်းနဲ့ဖျားလန်းစုံရမှာတိဆောက်ထားတဲ့အနောက်တိုင်းပုံစံအဆောက်အုံမှာအခုချိန်မှာတော့မရှိတော့ပါဘူးမူလရည်ရွယ်ချက်ကတော့အနောက်တိုင်းကပွဲတွေဝဲလန်းသပင်းနေတဲ့အနောက်တိုင်းသားတွေကိုမြန်မာလူမျိုးတွေကအထင်ကြီးအားကြစေမဲ့ဟောပြောပွဲတွေဇက်ပွဲတွေကပွဲတွေပြုလုပ်ဖို့ရာအတွက်ရည်ရွယ်ခဲ့တာပါဒါပေမဲ့မြန်မာလူမျိုးတွေရဲ့အတုံးချတတ်မှုကြောင့် လွတ်လပ်ရေးကြိုးပမ်းရာမှာဂျူဘလီဟောလ်လဲပါခဲ့ရပါတယ်ဗြိတိရှားတို့ရဲ့သရိုလက်အောက်စီကိုမြန်မာလူမျိုးတွေရောက်လာဖို့ရာရည်ရွယ်ချက်နဲ့တိစောက်ထားတဲ့နေရာဟာလက်တွေ့မှာတော့သူတို့လက်ထဲကနေလွတ်မြောက်ဖို့ရာအတွက် အသုံးပြုခဲ့ကြတာမို့တခြားစီဖြစ်ခဲ့ရတာပေါ့ဂျူဘလီဟောမှာပွေနေသပင်ကျင်းပရတာကတော့အသက်ဖွဲ့စည်းတည်ထောင်ထားတဲ့ရန်ကုန်တက္ကသိုလ်မှာပွေနေသပင်ခံမရှိသေးလို့ဖြစ်ပါတယ် ဂျူဘလီဟောပွင့်နေတဲ့ပင်ခန်းနာမှာတော့လက်ဒီစီယာရောကြီးကိုဂုံတူးဆောင်ဥပရိပါရဂူဘွဲ့ LLD ကိုပေးအပ်ခဲ့တဲ့အပြင်ရှီဟောင်းဌာနမှူးမစ္စတာဒူရိုင်းဇေကိုလည်းဂုံတူးဆောင်မဟာဝိဇာဘွဲ့နဲ့ဝိဇာ23ဦးဝိဇာဂုံတူး9ဦးသိပ်ပန်6ဦးသိပ်ပန်ဂုံတူး2ဦးဥပဒေ14ဦးစုစုပေါင်း53ဦးကိုအဓိပတိခရတောက်ကပွဲအပ်နေချင်းမြင့်ခဲ့တာဖြစ်ပါတယ် ကိုပိုင်ပွင့်နေသဖြင့်ခံမမရှိပဲဂျူဘလီဟောမှာကြီးပဲကျင်းပလာတာကိုတချို့ကဂုံသိမ့်တယ်လို့ယူဆကြပါတယ်။တက္ကသိုလ်ကြီးတစ်ခုလုံးတီချောင်ပြီးမှပွင့်နေသဖြင့်ခံမမရှိသေးဘူးဆိုတာကလည်းတိတ်တော့ပဝင်မကြစရာဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ပွင့်နေသဖြင့်ခံမကိုမဆောင်မဖြစ်ဆောင်းလို့ဖို့လိုအပ်လာတဲ့အတွက် Mr. TO Foster နဲ့အဖွဲ့ကတက္ကသိုလ်ပွင့်နေသဖြင့်ခံမကိုစတင်ပုံဖော်ရေးဆွဲခဲ့ပါတော့တယ်။ဒါပေမဲ့လည်းပနတ်ချခြင်းကိုသာပြုလုပ်နိုင်ခဲ့ပြီးတော့ ဖောင်ဒေးရှင်းလောက်သာလုပ်နိုင်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အဆောက်အုံဆောက်ဖို့ငွေကြေးအင်အားအတော်လိုနေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်တဖြည်းဖြည်းချင်းသာတည်ဆောက်ခဲ့ရပါတယ်။စောင့်နေတဲ့အချိန်အတွင်းမှာလည်းတက္ကသိုလ်ရန်ပုံငွေကိုဘယ်လိုရနိုင်မလဲဆိုတဲ့နည်းလမ်းတွေကို အာနာပိုင်ဒီဘက်ကလည်းတော်တော်လေးကိုစဉ်းစားခဲ့ကြပါတယ်1928ခုနှစ်မှာတော့တထုံပကိုးပင်းရစကိုင်းအင်းဝရွှေဘိုးတကုံဆောင်တို့ဆောက်လုပ်ပြီးစီးခဲ့တဲ့အပြင်တက္ကသိုလ်ရိပ်သာလမ်းကိုလည်းဖောက်လုပ်ပြီးစီးခဲ့ပါတယ် ်တစ်တော်ပမောက်ခကော့ဂရိန်းမစ္စတာဆာသာလန်နဲ့တစ်တော်ចောင်းသားတွေကဂန်းကော်နဲ့ပန်အလားပင်တွေကိုတက္ကသိုလ်ဝင်းအတွင်းမှာစိုက်ပျိုးခဲ့ပါတယ်1929ခုနှစ်အကုန်လောက်မှာတော့ပွေနေသဖြင့်အဆောက်အုံကိုအပြင်ပန်းအကျန်းထည်ပြီးတလောက်ဖြစ်သွားခဲ့ပါတယ်အဲဒီမှာပွေနေသဖြင့်အဆောက်အုံနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေလည်းပေါ်ထွက်လာခဲ့ပါတယ်မြန်မာမဆန်မှုအနောက်တိုင်းပုံပေါက်နေတဲ့စာရာတွေဖြစ်ပါတယ် ဗြိတိရှောအစိုးရဦးစီးတီစောက်တာမို့အနောက်တိုင်းစံနေတာတော့လေတိတ်တော့မထူစမ်းပါဘူး။ဒါကြောင့်အများသဘောအရမြန်မာစစံဖြစ်ရလေအောင်ချင်းသေးရုပ်ကြီးတွေကိုပါဖွင့်နှင်းသဖြင့်ခမ်းမရှိမှအခုမြင်တွေ့နေရတဲ့အတိုင်းဖန်တီးပေးထားတာဖြစ်တယ်လို့အသိရှိရပါတယ်။1930ခုနှစ်ဇန်နဝါရီလ23ရက်မှာတော့ တက္ကသိုလ်အဓိပတိတာဝန်ကိုဘယင်ခံဆာချာအလက်ဇန်ဒားအင်းနက်ကစတင်တာဝန်ထမ်းဆောင်တဲ့အချိန်ဖြစ်တဲ့ဇွန်လထဲမှာအင်းအားဆောင်ကိုစတင်ဖွင့်လှစ်ခဲ့ပြီးတော့ဇူလိုင်လ28ရက်နေ့မှာတော့အဓိပတိဆာချာအင်းနက်ကဂျက်ဆင်ဖျားချောင်းကို အုပ်မြေချခဲ့ပါတယ် ဇူလိုင်လ28ရက်နေ့မှာတော့ရန်ကုန်တက္ကသိုလ်ဝင်းနေသဖြင့်အဆောင် ဖွင့်ပွဲကို17ကြိမ်မြောက်အထူးဖွင့်နေသဖြင့်အခမ်းအနားအဖြစ်ကိုကျင်းပကဖွင့်လှစ်ခဲ့ပါတယ်။ဒါဟာရန်ကုန်တက္ကသိုလ်ဝင်းနေသဖြင့်ခမ်းမမှာပထမဆုံးအကြိမ်ကျင်းပတဲ့ဝင်းနေသဖြင့်အခမ်းအနားပဲဖြစ်ပါတယ်။အထူးဖွင့်နေသဖြင့်မှာဂုံလူဆောင်ဥပဒေပါရဂူဘွဲကိုတက္ကသိုလ်ဒုတိယအဓိပတိဆာဗင်ဂျမင်ဟာဘယ်ဟီဂုံလူဆောင်စာပေပါရဂူဘွဲကိုသာသနာပိုင်ဦးဝီတုတ်တိ ခရိယန်ဖုံးကြီးအာဟာလီဒေးနဲ့ဥရွှေဇန်အောင်ဂုံတူးဆောင်မဟာဝိဇာဝဲတွေကို Miss Leslie Smile ပြီးတော့ပကံဝင်တော်ဦးတင်ဦးမမောင်ကြီးနဲ့ဦးကျော်တို့တို့ကို Charles Innes ကချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ Miss Leslie Smile လည်းပါဝင်ခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်အစားလို့ပွင့်နေတဲ့ပင်မှန်သမျှရန်ကုန်တက္ကသိုလ်ပွင့်နေတဲ့ပင်ခမ်းမအတွင်းမှာသာကျင်းပပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့အရိပွင့်နေသဖြင့်ခမ်းမကြီးရဲ့အပြင်ဘက်အပိုင်းကိုစေမတော့ရခြင်းရဲ့နောက်ွယ်ရအကြောင်းရင်းကိုသိကြပါသလားရှင်။အတိတ်နမိတ်ပဲလားဘလို့အကြောင်းရင်းမျိုးတွေရှိနေကြလဲဆိုတာကတော့တိတိကျကျမပြောနိုင်ပေမဲ့ခမ်းမရဲ့အပြင်ဘက်ပိုင်းကိုစေတုပ်ဖို့လို့တိုင်းចောင်းသားနဲ့နိုင်ငံရေးပြပတ်ကတခုမဟုတ်တခုဖြစ်ကြရပြီးတော့ចောင်းသားတွေရဲ့အသက်တွေလည်းဆုံးရှုံးခဲ့ရပါတယ်။ပွင့်နေသဖြင့်ခမ်းမအပြင်ပိုင်းကို1962ခုနှစ်မှာပထမဆုံးအကြိမ်စေတုပ်ခဲ့ပါတယ်။အဲဒီနေ့ရဲ့ဇူလိုင်လ9ရက်နေ့မှာပဲ ကျောင်းသားအရေးခင်းဖြစ်ပြီးတော့တမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမတ်က Rangoon University Student Union RUSU အဆောက်အဦးကိုလည်းဖျက်ဆီးပစ်ခဲ့ကကျောင်းသားတော်တော်များလည်းကြွေလွင့်ခဲ့ရပါတယ်။အဲဒီနောက်73နှစ်အကြာ1985ခုနှစ်မှာဒုတိယအကြိမ်ထပ်မံပြီးတော့ဆေးထုတ်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာလဲဦးတန့်ရေခင်းနဲ့ပတ်သက်ပြီးចောင်းသားတွေနဲ့အတူလူလူအောင်ချွားမှုကြီးတခုဖြစ်ခဲ့ရပြန်ပါတယ်။အဲ့ဒီနောက်မှာတော့တိုက်ဆိုင်မှုပဲလားတကယ်လားဆိုတဲ့အထွေထွေနဲ့အတူတိုက်ဆိုင်မှုလို့သာသဘောထားပြီးတော့နောက်ထပ်73နှစ်အကြာ1988ခုနှစ်ဖေဖော်ဝါရီလမှာ တတိယအကြိမ်ဆေးတုံးလာခဲ့ပါတယ်ဒီအခေါက်မှာလည်းရှေးရဖြစ်တဲ့နီးတူလူလူအောင်ကြွចောင်းသားရေခင်းစီထက်မှန်ဖြစ်ပွားပြီးတော့ចောင်းသားအများပြရဲ့အသက်တွေစရေခဲ့ကြရပါတယ်တခါဆိုမတော်တဆနှစ်ခါဆိုတိုက်ဆိုင်လို့သုံးခါမြောက်တော့မတော်တဆရောတိုက်ဆိုင်မှုပါမဟုတ်တော့ဘူးယုံကြည်ယုံမယုံကြည်နေပါသုံးချိန်မြောက်သွေးထွက်တန်ရုပ်ရေခင်းဖြစ်ရတဲ့ရှေးရဖြစ်ဖြစ်တဲ့နီးတူမြန်မာနိုင်ငံရေးကို ကြီးမားစွာပြောင်းလဲသွားခဲ့တာကိုတော့လက်မခံလို့မရတော့ပါဘူး အရိချန်နေစတင်ပြီးတော့ចောင်းကတာဝန်ရှိသူတွေကရန်ကုန်တက္ကသိုလ်ဖွင့်တဲ့ပြင်ခမ်းမလွဲပြီးတော့ကျန်တဝင်းလုံးမှာရှိတဲ့အစာအုပ်မှန်သမျှကိုသာစေးတုပ်ချင်းတွေပြုတ်လုပြီးတော့ဖွင့်နေတဲ့ပြင်ခမ်းမကိုတော့စေးတုပ်ဖို့ရာခြံလက်ထားခဲ့ကြပါတယ်အပြုသဘောအရမစမ်းသက်တဲ့အထင်ဖွင့်နေတဲ့ပြင်ခမ်းမကြီးကိုစေးတုပ်ချင်းအမှုလဲပါဝင်ပါတယ်ဒါပေမဲ့လည်းစေးမတုပ်ပဲမူလအတိုင်းထားရှိထားတဲ့ ရန်ကုန်တက္ကသိုလ် Convocation Hall ကပို့ပြီးတော့ရင်ချက်တည်ငြိမ်မှုရှိတဲ့အတွင်ကိုစောင့်နေတယ်လို့အတရရပျော်စရာလွမ်းစရာကြီးကွေးစရာဖြစ်ရတဲ့ဟိုပါတပြိုင်တည်းမြင်အောင်စီနိုင်ပါတယ်။ဒါအပြင်နိုင်ငံရဲ့အနာဂတ်ပညာတတ်ကျဲဝင်များစွာကိုလည်းမွေးထုတ်ပေးရနေရတဲ့နေရာဖြစ်လို့အထင်ကြီးရနေရာတစ်ခုဖြစ်နေဆက်လက်ပြီးတော့တရှိသွားနေုံမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက် ပြည်သူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။